ကဟာရာ session နဲ့လေဟိုပိတ်ထားတာဆိုတော့ဘသူတွေကများကျွန်တော်ကိုစားပြောနေလဲပေါ့ဗျာအဲ့လိုစဉ်းစားမိတာပေါ့ဆိုကျွန်တော်ထောင်ဝန်းထွက်လာပြီးတော့တိတ်မကြဘူးဟိုပြက်လုံးတစ်လုံးကျွန်တော်ကြားမိတယ်အဲ့ပြက်လုံးထဲမှာဟိုကကျွန်တော်တမရအိမ်တော်မှာ အပေါက်ဆောင်ခန့်တာပေါ့ဗျာဆိုတော့ကျွန်တော်ကဟိုအဲ့အပေါက်ဆောင်အနေနဲ့တနက်ကလေးခြံပြီးတော့ရက်နေတဲ့အချိန်မှာဖိုးကြီးတယောက်ကကျွန်တော်လာမိတယ်ဘတ်တူကြီး ဘိုးချုပ်မူကြီးနဲ့တွေ့ကျင်လို့အဖသူနာသွားပြီမရှိတော့ဘိုးရပြန်တော့နိုင်ဘွက်လောက်နေတော့ပြန်လာပြန်အောင်ငါတူကြီးငါဘိုးချုပ်မူကြီးနဲ့တွေ့ကျင်လို့အဖလွန်ခဲ့တဲ့နိုင်ဘွက်ကခမရကိုကျွန်တော်တခါပြောပြီးပြီလေနာသွားပြီမရှိတော့ဘူးပြန်ထွက်သွားတာ နိုင်ဘူးလို့ညောပြန်လာပြန်ငါတို့ကြီးမယုံမွေးရင်တွေ့ခြင်းလို့ခမကျွန်တော်ပြန်တစ်ခါပြောအောင်မယ်ဒီခါတော့စိတ်ကတော့တိုးပြီလေဗျာတနက်နေ့ထိုးချိန်ရင်တာပေါ့ကျွန်တော်ပြောတယ်မရှိတော့ဘူးလုံးဝနားသွားပြီခမပြန်တစ်ခါပြောအောင်မလဲဟုတ်ပါတယ်ငါတို့ကြီးဟာအဲ့ဒီအတန်လေးကြားရတာချိုလုံးလို့ပါအမအဲ့ဒါကျွန်တော်မပြောဘူး ဘသူပြောမှလည်းမသိဘူးကျွန်တော်နာမည်တက်ခံရတာပေါ့ဗျာအဲ့တော့အဲကျွန်တော်သူတို့၃ယောက်၁ယောက်ယောက်ပြောတာဖြစ်မှာပါအဲ့ဒီကနေကျွန်တော်ကအလုတ်ပြုတ်သွားပါဗျာအလုတ်ပြုတ်သွားတော့ကျွန်တော်ကဗန်ဒိုက်ရောက်သွားတယ်ဗန်ဒိုက်မှာဆေးရည်လေးပေါ့ဗျာအဲ့ဒီလိုပဲအဖိုးကြီးတယောက်ကပတ်စံလာအပ်တယ်ကျွန်တော်ငါတို့ရေးအပချမ်းသာတယ်ဗျာပတ်စံနေရာတိန့်တရာလောက်အပ်ပြရစီအားရပါတယ်အပဘာမှမပူနဲ့ကျွန်တော်တာဝန်ယူတယ် မင်းမရှိတော့ရင်ငါအဲ့ဒီတိန်းတရာဘသူပြန်ယောမာလေအဘလေကျွန်တော်မရှိတော့ရင်မပူနဲ့ဘန်မန်နေဂျာယောပေးလိမ့်မယ်ဟုတ်ပြီဘန်မန်နေဂျာမရှိတော့ရင်ဘသူယောမလဲအားခင်ဗျားလေဗျာအဘလက်ကနေပူနေတယ်ဘန်ဥက္ကဋ္ဌယောလိမ့်မယ်အဲ့ဒီဘန်ဥက္ကဋ္ဌမရှိတော့ရင်ငါတိန်းတရာဘသူယောမာလေအဘရေတမရယောပေးလိမ့်မယ် အဲ့ဒီတမ္မာမရှိတော့ရင်ရောအဲ့လောက်တော့လဲတိမ့်တရားရင်းလိုက်ပါဗျာအဲ့ဒါလည်းကျွန်တော်မပြောဘူးဗျာသူတို့တွေပဲပြောတာဖြစ်မှာကျွန်တော်မပြောဘူးရဲ့အဲ့ဒါကပါကျွန်တော်ပြက်လုံးနေရှောက်ပြောနေလို့ဒီလိုကကျွန်တော်ဒီနေ့ဟောပြောပွဲရောက်လာတော့ကျွန်တော်ဟောပြောပွဲဟောခဲ့ပါတယ် ဟိုးခဲ့ပါဆိုတခါမှမဟိုးဘူးတော့ပဲတစ်ခါလားနှစ်ခါလားလောက်ပဲကျွန်တော်ဟိုးဘူးတယ်ဆိုတော့တကယ်ကျွန်တော်ပြိသက်ရှိပြောရဟိုးရမှာကြောက်တယ်တက်ကဘာလို့ကြောက်တာလဲဆိုတော့စင်မတက်ပြီးတော့ဘာမဟုတ်ညာမဟုတ်နဲ့ဆရာတက်လုံနေတယ်လို့လို့ကျွန်တော်ထင်ပါလေကျွန်တော်ကြောက်တယ်အဲ့အတွက်ကြောင့်လဲကျွန်တော်ဟိုစင်မမှာတက်ပြီးဟောတာပြောတာဟိုဟိုကျွန်တော်ကြောက်လို့ကျွန်တော်ရှောင်ပါတယ်ဒါပေမဲ့ဒီဘွဲကတော့ကျွန်တော်နှိပ်စက်မယ်ဟိုမှာခင်လေးတို့တို့ဇနီးမောင်နှံတကယ်လို့များတာဒီနေ့ ီဟောပြောပွဲကိုမှလာမဟုတ်ရင်ကြံနေတဲ့အပြစ်ဒဏ်ကြွေးကြံခံရတော့မလို့ပဲပေါ့ဗျာကျွန်တော်အဲ့တော့ကြောက်ကြောက်နေပဲတက်လာရတာပေါ့ဗျာဒါတော့ဆိုကျွန်တော်တို့ပြောချင်တာအကြောင်းရင်းကဒီလိုပါအဓိကတော့ဒီမှာရှိတဲ့ကိုစိုးသူရတို့ဘာလို့နေလဲကျွန်တော်လည်းတွေ့တဲ့ခါကျတော့ကျွန်တော်ပြောတယ်အာလူငယ်တွေနဲ့ပတ်သက်ပြီးတော့အဓိကအပြင်ပြောပေးပါကျွန်တော်လည်းလူငယ်ဘဝလာတာ ਉਹ ဆိုလူငယ်တွေနဲ့ပတ်သက်ပြီးတော့ပြောပေးပါဆိုတဲ့အခါမှာကျွန်တော်စဉ်းစားရတယ်အာ လူငယ်တွေကိုဆရာလုတ်တလူဖြစ်မှာကျွန်တော်သိကြောက်တယ်လူငယ်တွေကလည်းဆရာအလုတ်ခံကြမှာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်လည်းဘသူဆရာလုတ်တော်မှာမကြိုက်ဘူးပြီးတော့လူငယ်တွေဘလို့ဖြစ်တဲ့နည်းလဲဒီအချိန်မှာဘလို့လုတ်တဲ့နည်းလဲဆိုတဲ့စကားကိုဒါကိုကျွန်တော်တို့ကပြောရမှာပေါ့ဆိုတော့ဒီနေ့ဒီအချိန်ခါမှာတော်တော်များများပြောနေကြတဲ့စကားဟာတကယ်ပြန်စဉ်းစားကြည့်တဲ့အခါကျတော့လွန်ခဲ့တဲ့ ၄၅နှစ်2009ခုနှစ်ကပဲဖြစ်ဖြစ်2008လောက်ကပဲဖြစ်ဖြစ်ကျွန်တော်တို့အိမ်မက်တောင်မဲ့မဲ့ဖူးတဲ့စကားသံတွေကျွန်တော်တို့ကြားနေရနိုင်ငံရေးကိုတော့ကမြန်မာနိုင်ငံရေးဆိုတဲ့အကြောင်းရောင်လို့တော့မပြောရရွံစရာနိုင်ငံရေးသမားလို့အတက်ခံရရင်နိုင်ငံရေးအမှုနဲ့ထောင်ကျခဲ့တယ်ဆိုရင်အပက်မလုပ်ချင်ရအောင်ကျွန်တော်ရဲ့ကိုယ်တိုင်အတွေ့အကြုံတခုကျွန်တော်ပြောချင်တယ်2094ခုနှစ်မှာထောင်ကထွက်လာတော့ကျွန်တော်တငယ်ချင်းတွေရုပ်ရှင်ရိုက်နေတယ် မိမျိုးကိုကျွန်တော်လိုက်သွားအဲ့ဒီရုပ်ရှင် shooting ကိုရောက်သွားတဲ့ချိန်မှာအဲ့ဒီရုပ်ရှင်မင်းသမီးတယောက်ကဟဲ့ဟိုမှာစာကနာလာပြီသူပါလာရင်ဇက်ထုတ်ကရှုပ်တော့မယ်ရိုက်ကွင်းတဲ့ကို ဝင်မလာပါစေနဲ့အခုအဲ့ဒီမင်းသမီးကဒေါ်အောင်ဆန်းစုကြည်နဲ့တပ်ပုံတွေ့ရိုက်ချင်လို့ကျွန်တော်ပြောတာသုံးခါရှိသွားပြီ ျွန်တော်စီစီပေးခဲ့ပါတယ်ကျွန်တော်စီစီပေးခဲ့ပါတယ်ကြိုက်လဲကြိုက်ကြပြီးပါပြီတဖုံးခုနဲ့ရိုက်လိုက်ကြတာအုံထတာတခါတခါတော့စဉ်းစားမိတယ်ဒေါ်စန်းစုကြည်ချန်ပေါက်မှာ SB ချပြီးနှစ်ယောက်လောက်စီဖမ်းပေးပါလို့ဒါမှနောက်အဲ့လိုရုပ်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 လာမလုပ်ကြတော့မှလေတအုံအုံပဲအဲ့လိုဟိုတုန်းကတော့နိုင်ငံရေးဆိုရင်ကျွန်တော်တို့ပတ်သက်ရမှာကြောက်နိုင်ငံရေးအမှုနဲ့ထောင်ထဲကထွက်လာတဲ့လူကအနူလိုလိုအဝဲလိုလိုထင်ကြတယ်မထီချင်ကြဘူး အခုတော့အဲ့ဒီနိုင်ငံရေးသမားတွေဟိုခန္ဓာလဲတွေ့ရဒီခန္ဓာလဲတွေ့ရဘုရားရှင်ထိတ်လဲသူတို့ထိုင်ခိုင်းလို့ထိုင်ခိုင်းလက်ဥတက်ချီခိုင်းလို့ချီခိုင်းပွဲလန်းသူတွေနေလဲထိတ်ရောက်တော့နိုင်ငံရေးဆိုတာတကယ်ပဲဒီလိုကြီးပြောင်းလဲသွားပါလားအနည်းနည်းတော့စဉ်းစားကြပါဦးတိတ်မကြသေးဘူးအရှိန်တိတ်မြန်လွန်းနေကျွန်တော်ထောင်ထဲမှာနေတော့ကလူပြတ်တယောက်ကအင်တာဗျူးလုပ်တယ်ကျွန်တော်ဖတ်ကျွန်တော်တို့ကလည်းနိုင်ငံရေးဘယ်တော့မှမပြတ်ဘူးလေ လူပြည့်ဆိုတာနိုင်ငံရေးအကြောင်းပြည့်เสียရမဟုတ်ဘူးတနာလိုက်တာကျွန်တော်ကလူပြည့်ကနိုင်ငံရေးအကြောင်းမပြည့်လို့ဘာအကြောင်းပြောမှာချက်အောင်ပြည့်လုံးပြတ်မှာဒါပဲရှိရောဟိုးအရင်တုန်းကဘရင်လက်ထက်တော်တွေကဘရင်ကိုဝေဖန်ခွင့်ပေးထားတာလူပြည့်ပဲရှိတယ်လက်စွဲတော်လို့ခေါ်တယ်ဘရင်ကဘာအပြစ်ဒဏ်မှမချရဘူးလို့သတ်မှတ်ခံထားရတာလူပြည့်ပဲရှိတယ် ဒီဘက်ခေတ်ကြမှာထောင်ကြတာလူပြက်ပဲရှိတယ်ပြက်ပြက်လုံးပြက်မိလို့ပေါ့လေအဲ့တော့ဟိုနိုင်ငံရေးဆိုတဲ့ကိစ္စမှာအခုပြောနေကြတဲ့နိုင်ငံရေးလှုပ်ရှင်တဲ့နိုင်ငံရေးနဲ့ပတ်သက်လို့လူငယ်တွေကလည်းစိတ်ဝင်စားကြတယ်လို့ကျွန်တော်တို့ပြောတယ်အဲ့တော့နိုင်ငံရေးနဲ့ပတ်သက်လာတဲ့အခါမှာဟိုကျွန်တော်ဟိုစာအုပ်တစ်ခုထဲမှာဖတ်ဘူးတယ်အဲ့ဒါတော့ဟိုအဲ့စာအုပ်ထဲကဟာတော့ဟိုတမျိုးပေါ့လေအဲ့အတိပယ်ကတော့အမေရိကန်တယောက်ရဲ့ ပြင်သစ်တယောက်ရယ်ဗမာတယောက်ရယ်၃ယောက်ပြိုင်ပြီးတော့ဟိုဘသူကပို့ပြီးတတိကောင်းလဲဆိုပြီးပြိုင်ကြတာပေါ့ကျွန်တော်တို့ဗမာတွေမှာလည်းလူရှင်တော်တွေပြက်လိပြက်ထားရှိပါတယ်ငါငါတတိပို့ကောင်းတယ်ဘသူကတတိပို့ကောင်းတယ်အဲ့လိုပြိုင်ကြတာအဲ့လိုပြိုင်ကြတဲ့ခါကျတော့အမေရိကန်တယောက်ကပြောတယ်ငါတို့အမေရိကန်တွေမှာတတိရှိတာမော်တော်ကားစည်စင်းလူစည်ယောက်ရှေ့မှာချပေးတယ်အဲ့ဒီစည်စင်းထဲမှာဒဇင်းကဘရိတ်မပါဘူး ဘယ်သူကြမယ်မှမသိဘူးနော်ကဲတက်မောင်းกว่าဆိုအကုန်တက်လိုက်ကြဝုန်းဆိုဂုံစင်းကြီးတိုင်းမောင်းချသွားတယ်ကားတစ်စီးကြောက်တဲ့ပြုတ်ကြသွားတယ်အဖြေကြတော့လူတယောက်ဆေးရုံပေါ်ရောက်သွားတယ်ကြံတဲ့၉ယောက်ကတည်င်းလာမေးတယ်โอเคပြင်သစ်ကထားပြောတယ်မင်းတို့အမေရိကန်တဲ့တော့ငါတို့ကတတိပူရှိတယ်ငါတို့ပြင်သစ်၁၀ယောက်စီကိုမိမ၁၀ယောက်ပို့လိုက်တယ်တယောက်က HIV ဖြစ်နေတယ်ဘယ်သူမှမသိဘူး ဟေ့ပြင်သစ်กว่าဆိုတော့တတ္တိရှိရှိနဲ့အကုန်ရောအိတ်လိုက်ကြတယ်။တယောက်ဈေးရုံပေါ်ရောက်သွားတယ်။ကြံတဲ့ကိုယောက်ကပန်းစည်းလာပို့ပေးတယ်။ဗမာ၁၀ယောက်ကြတော့ထိုင်ပြောတယ်။ငါတို့၁၀ယောက်၁၀ယောက်ထဲမှာအစိုးရတည်င်းပေးရာတယောက်ရှိနေတယ်။အစိုးရမကောင်းချောင်းကိုငါတို့ထိုင်ပြောကြတယ်။ဟာအဲ့တော့ဘာဖြစ်သွားလဲ။ကိုယောက်ထောင်နဲ့ရောက်ပြီးတယောက်ထောင်ဝင်စားလာတွေ့ရတာပေါ့ကွာ။ ဲ့ဒါနိုင်ငံရေးပဲအဲ့ဒီအချိန်တုန်းက2009 2008မတိုင်ခင်လောက်ကကြုံရတဲ့နိုင်ငံရေးဟာဘယ်သူအကြောင်းကိုမှလည်းမပြောရဘူး။ဘာကူမှလည်းမဝေဖန်ရဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့ထောင်ထဲရောက်သွားခဲ့ကြ။ကျွန်တော်တို့ထောင်ထဲရောက်သွားတော့လည်းအာအသင်စရာကောင်းတယ်ဒီမှာကျွန်တော်တငယ်ချင်းလည်းပါတယ်သူနဲ့ကျွန်တော်နှစ်ယောက်အတူတူထောင်ထဲရောက်လာ။ကျွန်တော်တို့နှစ်ယောက်ကိုအင်တာနက်အီးမေးလ်နဲ့ဆက်သွယ်မှုဆိုပြီးတော့ဖမ်းမိထောင်ထဲထည့်လို့တာ။ ကျတော့အားအသင့်မကောင်းနဲ့အဲ့တရားသူကြီးကကွန်ပျူတာမကင်တတ်ဘူးအဲ့တော့တရားသူကြီးကမကင်တတ်ရင်နေရမယ်တရားလူကြတော့တော်တော်တတ်တယ်သူကကွန်ပျူတာနဲ့ပတ်သက်လို့ကျွမ်းကျင်တယ်အင်တာနက်နဲ့ပတ်သက်လို့ကျွမ်းကျင်တယ် IT ဘုသူဘဟုတုတာပြည့်စုံတယ်ခမရပဲမလုပ်တာကျွန်တော် IT နဲ့ပတ်သက်လို့တော်တဲ့လူအဲကျွန်တော်တငယ်ချင်းရတယ်သူအမှုမှာသူ့မေးရတာပေါ့လေ ခမရသူ့အိမ်ကိုရောက်သွားတော့သူ့အိမ်ကနေပြီးတော့ဟိုခမရတို့ကွန်ပျူတာများသိမ်းလာတာရှိသလားအသိမ်းလာတာရှိပါတယ်ကွန်ပျူတာကြီးသိမ်းလာတယ်ဟုတ်ပြီအဲ့ဒီကွန်ပျူတာရဲ့အမှတ်တံဆိပ်ကဘာလဲမေးလိုက်တာပေါ့အဲ့တရလူကလည်းဖြေတယ် love and death ဟင်ဒီမှာကွန်ပျူတာနဲ့ပတ်သက်လို့ယဉ်နီးတဲ့လူတွေအများကြီးပါ ကမ္ဘာပေါ်မှာ love and death ဆိုတဲ့ computer ကြားဘူးလားဗျာအဲကျွန်တော်လည်းစဉ်းစားတယ်ကျွန်တော်သူ့ကိုပါကျွန်တော်ပြန်မေးရတော့မဒုက္ခပဲဘယ်နဲ့ love and death ဆိုတဲ့ computer မကြားဘူးသူ့ကိုကျွန်တော်ကတ်မေးတယ်အဲ့ love and death ဆိုတာဘာလဲဟုတ်ပါဦးဗျာကျွန်တော်ရုပ်ရှင်ကြော်ညာလေးဘေးကတ်ထားတာပါလေဟောရုပ်ရှင်ကြော်ညာ computer ဘေးကတ်ထားတာကိုအဲ့ဒီ computer အမျိုးအစားထင်တဲ့လူကတရားစွဲတာကျွန်တော်တို့ခံရပါတယ် ဲ့ဒါလောက်တရားဆွဲရင်းနဲ့ကျွန်တော်ကိုတရားသူကြီးကမေးပါလေရောဗျခမမိုးသီးစွန်သီးလားသီးတာဗောတငယ်ချင်းတွေပဲအောင်တင်သီးလားတငယ်ချင်းအရင်ခောက်ခောက်တယ်ခမသူတို့နဲ့အင်တာနက်ထဲမှာချက်တယ်ဆိုတဲ့ချက်တာဗောငယ်အမှန်တိုင်းပြောတယ်လေဟုတ်တယ်ချက်တယ်ဘယ်မှာချက်တာလဲဟာမီးဖို့ထဲမှာချက်တာကြောက်တော့ဒေါသထွက်သွားတယ်ခါကျတော့လူကြီးလူကောင်းလို့ဆက်ဆံနေတာနော်လူကြီးလူကောင်းလို့ဆက်ဆံရင်လူကြီးလူကောင်းလို့ပြောကျွန်တော်ဗာပြောမိလို့လဲ ခင်ဗျားဘယ်မှာချက်လဲမေးတော့ခင်ဗျားဘာဖြစ်လို့မီးဖို့တဲ့ချက်တယ်လို့ပြောရတယ်။မီးဖို့ဆိုတာ website နာမည်လေ browser နာမည် M E E B O မီးဖို့လေမီးဖို့မှာဘာမှ browser မှန်းတော့မသိတော့တရားရုံးမှာစင်းလဲစင်းလာသူကလာပြောပြောတယ် sorry ပဲဗျာတဲ့ကျွန်တော်ကလည်းတခါမှ computer မကင်ဘူးတဲ့မကင်တာမကင်ဘူးတဲ့ကျွန်တော်15နှစ်ချလိုက်တယ် ကက်ပြီးရောပြီးတော့ကျွန်တော်မေးတယ်ခင်ဗျားတို့ကလည်းနိုင်ငံခြားနဲ့အဆက်အသွယ်လုပ်ရင်းနဲ့ခင်ဗျား email address ရှိရမှာပေါ့အားရှိတာပေါ့ဒါဆိုခင်ဗျားရဲ့ email လိပ်စာပြောစမ်းပါဇာကနာ .1961@gmail.com ညနာပြတ်တော့ခင်ဗျားကိုကြုတ်မေးနေတာ email တော့ဟုတ်ပါတယ်ဘာဖြစ်လို့ခင်ဗျားဘယ်လို gmail ပေးတာလဲဟာကျွန်တော် f mail မပေါ်သေးလို့ပါကဲ ဲ့ဒါ45နှစ်ကြာတာပဲအီးမေးမမသိဂျီမေးမမသိတဲ့တရားသူကြီးကချတာဗျအဲ့တော့ကျွန်တော်တို့ကကျွန်တော်တငယ်ချင်းနဲ့ကျွန်တော်လည်းနှစ်ယောက်အဲ့ဒါလိုကြာခဲ့ကြတာလीအဲ့တော့အဲ့ဒီမှာဟိုဘယ်လူပြက်ပြက်တဲ့ပြက်လုံးလေတော့မသိဘူးကျွန်တော်ကြားဘူးတာပြောတာနော်ကျွန်တော်ပြက်တာမဟုတ်အဲ့ပြက်လုံးတစ်ခုမှာအဲ့လိုပေါ့တရားသူကြီးကတရားယုံနေရနေထွက်လာပြီးတော့ပါဇက်ကလေးခင်ဗျာအဲ့လိုကြီးနေတရားသူကြီးက ဘေးကလူတွေကဝိုင်းကြည့်တရားသူကြီးဘာဖြစ်တာလဲကျွန်တော်ရီရလုံးလုံးဟိုဘာတွေရီရတာလဲခင်ဗျာကျွန်တော်ပြောပြစမ်းမနေစမ်းမှာဘာရီရလို့ဟိုဟိုဟိုအထက်ကလူပြက်အစိုးရအကြောင်းမကောင်းပြောတယ်ရီလိုက်ရတာငါဥရီကိုတက်လို့အဲ့ဒါပြန်ပြောပြစမ်းမှာမလီပြန်မပြောပြရဲပါဘူးငါသူ့၅နှစ်ချခဲ့ပြီပြီလေအဲ့ဒါပါတော့လေအဲ့တော့လူရင်းကတော့ နိုင်ငံရေးအကြောင်းတွေကိုဟိုတုန်းကမပြောရခဲ့ကြဘူးခုပြောခဲ့ကြတာအဲ့တော့တိုင်းပြည်နိုင်ငံရေးအကြောင်းပြောတဲ့အခါမှာကျွန်တော်တို့လည်းနိုင်ငံရေးကိုဝါသနာပါတယ်တစ်ကျွန်တော်နိုင်ငံရေးသမားမဟုတ်ဘူးကျွန်တော်ကိုကျွန်တော်နိုင်ငံသားရောက်တော့ဟိုတွေ့တဲ့လူတွေနဲ့လည်းကျွန်တော်ပြောတယ်ကျွန်တော်နိုင်ငံရေးသမားမဟုတ်ဘူးကျွန်တော်လုပ်နေတဲ့အလုပ်က art flavor politics လို့ကျွန်တော်ပြောတယ် art flavor politics ဆိုတာအားလုံးလည်းသိပါတယ်အမှုပညာနဲ့ဒီနိုင်ငံရေးကိုရောထားတာပေါ့နိုင်ငံရေးနဲ့ကျွန်တော်တို့ကတော့ကင်းလုံးမှမရပဲဆိုတော့ ဟိုလေမော်အရသာတရားလုံးဆိုပေါ့ဗျာအဲ့သဘောမျိုးပေါ့ကျွန်တော်တို့ art flavor politics လို့ကျွန်တော်ကပြောတယ်အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးအရာဝါသနာပါတာရှိတယ်တိုက်ပြည်ကိုကောင်းစေခြင်းနဲ့စေတနာရှိတယ်တိုင်းပြည်ကိုကောင်းအောင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့စန္ဒာရှိတယ်။ဒါပေမဲ့ကျွန်တော်တို့အသက်အရွယ်တွေကထောင်ထဲမှာအကောင်းဆုံးဆိုတဲ့အချိန်တွေကိုထောင်ထဲမှာကျွန်တော်တို့ဖြုံးခဲ့ရတယ်။ကျွန်တော်တငယ်ချင်းတွေမိကုန်နိုင်တို့ကိုကိုကြီးတို့ဆိုတာကျွန်တော်တို့ ਨੇ တက်တူရွယ်တွေထောင်ထဲမှာအခန်းချင်းကပ်ရနေပြီးတယောက်မျက်နှာတယောက်မမြင်ဘူးကြောင် တယောက်အမှန်ပဲတယောက်ကြားဘူးပါတယ်ထောင်ပြင်ဘက်ကလာတဲ့တချင်းတန်ကိုနားထောင်ပြီးတော့မှအဲ့ဒါတော့ဗာတချင်းပေါ့အဲ့ဒီတော့ကစာဥရေရွာရောက်ပြန်ခဲ့ပါဆိုတဲ့တချင်းအမြင်ကတ်စရာကောင်းလောက်အောင်ကိုလာတယ်ကျွန်တော်တို့အလွတ်ရပါတယ်ဘာကြောင့်လဲဆိုတော့ဒီတချင်းတွေပဲကြားရတာကိုကျွန်တော်တို့တန်တန်ရဲ့အပြင်ဘက်ကိုအလွန်ဆုံးထွက်လို့ရတာလက်ကလေးနှစ်ဖက်ပဲရှိတယ်ခြေတော်ကလေးနှစ်ချောင်းပဲရှိတယ်မြေကြီးပေါ်လမ်းမလျှောက်အောင်ကျွန်တော်တို့အပြင်မြေကြီးဆိုတာပေါ့ နင်းငွေမကြုံခဲ့ရတာ9နှစ်ကျော်စက်ကူဆိုတာမမြင်မှုခဲ့တာ9နှစ်ကျော်အီအီကုန်းတော့ကတော့ကတော့ဘုံဘုံနေလည်းရှိတယ်အီအီကုန်းတော့တရွတ်တွေခူပြီးကုန်းရတာကျွန်တော်တို့စက်ပြာမရှိခုနေပြောရင်ရည်စရာအဲ့ဒီဘဝကိုဖျက်တမ်းခဲ့ရတာကြောက်စရာအောင်တင်းဆိုတဲ့ကျွန်တော်တငယ်ချင်းနိုင်ငံခြားရောက်နေသူကရည်တယ်ပါဝင်ခွင့်မရတဲ့လောကကိုတတိယယုံမြတာဆိုတဲ့ကြပြားလေးတွေပေါ့နိုင်ငံမှာရေးခဲ့တယ် ျွန်တော်တို့ပါဝင်ခွင့်မရတော့လူတွေရဲ့အတန်ပဲကြားနေရအဲ့တော့နိုင်ငံရေးဆိုတာခါသီးတာဟုတ်ဗျနိုင်ငံရေးဆိုတာအဲ့ဒီလူအဖြစ်အပျက်တွေနဲ့ဂျုံခဲ့ကြရတာကိုဗျအဲ့တော့နိုင်ငံရေးဆိုတာလူတိုင်းအကြောက်ကြတယ်အခုကြတော့နိုင်ငံရေးဆိုတာကိုလူတွေစိတ်ဝင်စားလာကြတယ်တက်ကြွလာကြတယ်ကျွန်တော်ဝန်တာပါတကယ်ဝန်တာပါတယ်ကျွန်တော်ရှေ့တော့ဘလောက်ပဲခံခဲ့ရခံခဲ့ရအခုနိုင်ငံရေးကိုလူငယ်တွေဝါသနာပါလာရင်လူကြီးတွေပဲဝါသနာပါပါလူလက်တွေပဲဝါသနာပါပါကျွန်တော်ပြောတယ် အဲ့ဒါလိုနိုင်ငံရေးကိုဝန်ပန်းတသာဝါသနာပါလာကြတာကိုကျွန်တော်ကြည်နူးတယ်ဒီလိုကြောင့်ကျွန်တော်လူငယ်တွေအတွက်သင်တန်းတွေကျွန်တော်လိုက်ရှာတယ်ကျွန်တော်တို့လုပ်တယ်ဒါကတက္ကနာဒါပေမဲ့ပြဿနာတစ်ခုကိုကျွန်တော်မြင်လာကြတာနိုင်ငံရေးကိုတစ်ဖက်မှာဝါသနာပါတယ်လို့တစ်ဖက်မှာအလက်ရှိအလုပ်လုပ်နေတဲ့နိုင်ငံရေးခေါင်းဆောင်တွေကိုဝေဖန်လာကြတယ်အမှန်နာပါတွေပြောလာကြတယ်အထူးသဖြင့်ခင်ဗျားတို့ကျွန်တော်တို့အလုံးဒီမှာရှိတဲ့လူတွေသိမှာပဲ Facebook ပေါ်မှာလည်းရေးတယ် ဒီလိုက journalist တယောက်ကလည်းရေးတယ်တယောက်တည်းမကဘူးနှစ်ယောက်ရေးနှစ်ယောက်ကနေသုံးယောက်ရေးနဲ့ဝိုင်းရေးလာကြတယ်ဒါဆိုကျွန်တော်တို့တချက်တော့မေးချင်တယ်လွန်ခဲ့တဲ့၄နှစ်မဟုတ်ပါဘူးဗျာဝေးပါတယ်လွန်ခဲ့တဲ့တစ်နှစ်ကအဲ့ဒီလူတွေဘာလုပ်နေကြလဲအဲ့ဒီနိုင်ငံရေးသမားတွေတို့ဘဝတွေအပြက်ခံပြီးထောင်ထဲကိုအကြခံပြီးတို့မိသားစုတွေနဲ့အကွဲခံပြီးစားရမဲမဲတောက်ဝမ်းမဲမဲဖြစ်နေတယ်အဲ့ဒီ journalist တွေ Facebook ပေါ်ကလူတွေဘာလုပ်ပေးကြလဲငချောက်တစ်ဖက်ပူဘူးလား ဒေါ်စန်းစုကြည်ခြံထဲမှာအပိတ်ခံနေရတဲ့အချိန်တုန်းကဘသူပြီးတဲ့ရေတစ်ခွက်ကိုတောက်ခဲ့ရတယ်။မင်းကိုနိုင်စီကိုဘသူငချောက်တစ်ဖက်ပို့ဘူးလေ။ခုတော့မှ Facebook တွေပေါ်မှာ journalist တွေတချို့ citizen journalist လို့ကိုကိုကိုခံနေရတဲ့လူတွေတချို့ကဝေဖန်ပြီးရေးလာကြတာဘာကြောင့်လဲ။နည်းနည်းလေးမြင်စေချင်ပါတယ်။နည်းနည်းလေးရှင်းရှင်းလင်းလင်းဖြစ်စေချင်ပါတယ်။ကျွန်တော်ပြောချင်တဲ့အကြောင်းက နိုင်ငံရေးကိုဝါသနာပါခွင့်ရှိတော့လေတိုက်ပြည်မှာရှိနေတဲ့နိုင်ငံရေးခေါင်းဆောင်တွေအပေါ်မှာအဲ့ဒါတော့နင်းနင်းနာနာဖြစ်အောင်ရေးကြတားကြဖို့အစ်မမလားဒါဝေါ်လက်ခံဖို့အစ်မမလားလို့နည်းနည်းစဉ်းစားပေးကြပါဒါကျွန်တော်အနေနဲ့ပြောတာအဲ့ကျွန်တော်တို့အားလုံးဒီမှာရှိနေတဲ့လူအားလုံးကနိုင်ငံသားတွေပဲကိုကိုကိုပြောလိုက်ရင်တော့မြန်မာနိုင်ငံသားဆိုတာလူတိုင်းပြောကြတာနိုင်ငံသားဆိုတာဘာမှကိုကိုကိုမသိကြဘူးအဲ့တော့နိုင်ငံသားဆိုတာရှင်းရှင်းလေးပဲ ျွန်တော်တို့နေနေတဲ့ဒီနိုင်ငံကကျွန်တော်တို့ ਨੇ ကြားထဲမှာကျိုးလေးနှချောင်းနဲ့ခြီထားတဲ့နိုင်ငံသားတွေအဲ့ဒီကျိုးနှချောင်းကတာဝန်နဲ့အခွင့်အရေးပဲကိုတာဝန်မှကိုမချင်ရင်တော့ဘာအခွင့်အရေးမှလာမတောင်းပါနဲ့မရပါဘူး